ယာယီပြစ်ခတ်တိုက်ခိုက်မှုရင်းစဲရေးကာလကိုဧပြီလ23ရက်မှ30ရက်ထိထပ်မံတိုးမြှင့်လိုက်ကြောင်းတမလောကကွယ်ရေးဦးစီးချုပ်ယုံမှဧပြီလ22ရက်နေ့မှာထုတ်ပြန်ပါသည်။မတ်လ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့အင်အားလုံးပြင်းထန်တဲ့မန္တလေးငလင်ကြီးလှုပ်ခတ်မှုကြောင့်ထိခိုက်ခံစားနေရတဲ့နိုင်ငံလုံးရှိပြည်သူလူထုအားစာနာထောက်ထားနားလည်တော်အားဖြစ်၎င်း ။ကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများကိုအချိန်ဟုန်ဖြင့်ဆောင်ရွက်နိုင်စေရန် UL ရဲ့၎င်း။တည်ငြိမ်အေးချမ်းမှုကိုရှေးရှုလျက်တက်မရော်အနေနဲ့2025ခုနှစ်အပိလာ၂ရက်မှ22ရက်ထိကာလကိုယာယီပြစ်ခတ်တိုက်ခိုက်မှုရေးဆေးကာလဖြင့်ထုတ်ပြန်ခဲ့ကြောင်းသိရပါသည်။ လက်ရှိချိန်တွင်နိုင်ငံတော်အစိုးရအနေနဲ့ငလင်တန်တဲ့ဒေသများမှာပြည်လဲတိဆောက်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများကိုအင်တိုင်းအားတိုင်းဆက်လက်ဆောင်ရွက်လျက်ရှိတကယ်တော့နိုင်ငံတကာမှလည်းကယ်ဆယ်ရေးဖွဲ့များစေးဖွဲ့များဆီလိုပြီးလိုအပ်သည့်များကူညီဆောင်ရွက်ပေးခြင်းထောက်ပံ့ရေးပစ္စည်းများပေးပို့ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါသည်။ ပြည်လဲတီဆောင်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ရမှာထိခိုက်ပျက်စီးခဲ့ရတဲ့အစိုးရယုံဌာနများပြည်သူများရဲ့အိုးအိမ်နဲ့လမ်းမဆက်သမှုလုပ်ငန်းများပြည်လဲတီဆောင်ခြင်းနဲ့စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ကုန်ထုတ်လုပ်ငန်းများအပိမြင့်တင်ခြင်းတို့ကိုအားစိုက်ခွန်စိုက်ဆောင်ရွက်သွားမှာဖြစ်ပြီးပြည်တော်စုဖွာတိုင်းရင်းသားမိဘပြည်သူများအလုံးရဲ့စူပေါင်းအားဖြင့်ဆောင်ရွက်မယ်ဆိုပါကပုံမှန်အခြေအနေတို့အမြင့်ဆုံးရောက်ရှိနိုင်မှာဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါကြောင့်နိုင်ငံတော်အနေနဲ့ငလျင်တန်တဲ့ဒေတာများ၌ပြည်လဲတိဆောက်ရေးနှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းများကိုအရှိန်ဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်နိုင်ငံတော်နှင့်နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကိုပုံမလျင်မြန်စွာဖော်ဆောင်နိုင်ရန်ရည်ရှိတည်နေပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေရန်နှင့်တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုလျက်တပ်မတော်အနေနဲ့2025ခုနှစ် AB လ23ရက်မှ30ရက်ထိကာလကိုယာယီပြစ်ခတ်တိုက်ခိုက်မှုရင်ဆိုင်ကာလအဖြစ်တပ်မတော်တို့မြင့်ထုတ်ပြန်လိုက်ကြောင်းတပ်မတော်ကကွယ်ရေးဦးစီးချုပ်ယုံမှထုတ်ပြန်ပါသည်။ ယာယီပြစ်ခတ်တိုက်ခတ်မှုထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များနေအခြားလက်နက်ကိုင်ဖွဲ့များအနေနဲ့အများပြည်သူသွာလာသုံးပြုရရှိတဲ့စစ်တရေးလမ်းကြောင်းများအားနှောက်ယှက်တိုက်ခိုက်ခြင်းနဲ့ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထုရဲ့အသက်အိုးအိမ်စီးဆင်းကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်ရရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့တပ်စခန်းများအားတိုက်ခိုက်ခြင်း တပ်ဌာနချုပ်များကိုနှောက်ယှက်တိုက်ခိုက်ခြင်းများငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမဲ့အင်အားစုဆောင်းခြင်းပြင်ဆင်စုဖွဲ့ခြင်းနေမြေချဲ့ထွင်ခြင်းများကိုမပြုရန်နဲ့အဲ့ဒီလိုဆောင်ရွက်လာပါကတမတော်နေနဲ့ပြည်သူလူထုကိုကောက်ွယ်တဲ့အဖြစ်လိုအပ်တဲ့အေးအေးယူတုံ့ပြန်မှုများကိုဆောင်ရွက်သွားမှာဖြစ်ကြောင်းတမတော်ကောက်ွယ်ရေးဦးစီးချုပ်ရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။